နေစင်မနဲ့ဒေသနာအစီအစဉ်ကနေအားလုံးကိုယေရှုနာမအားဖြင့်ကျေးဇူးလိုက်ပါတယ်။ဒီကနေ့မနဲ့အားလုံးနဲ့ဝေငါအလင်းပေးခြင်းနဲ့နှုတ်ကပတ်တော်ခေါင်းစဉ်လေးကတော့မိခင်ဂျေဇူးဆိုင်ရာအဆူအမိတ်များဆိုပြီးမှခေါင်းစဉ်ပေးထားပါတယ်။ပရမအဆုံးတစ်ခုက16ရောက်မြောက်အမေရိကန်သမရအေဗရာဟင်လင်ကွန်ပြောခဲ့တဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကျွန်တော်အခုလိုအောင်မြင်ပြီးတော့မှနောက်နောက်ဘယ်လိုဖြစ်လာပါစေတဲ့ အရာအားလုံးဟာအမေရဲ့ဂျေဇူးကြောင့်ဖြစ်တယ်တဲ့အမေရဲ့ဆုတောင်းပေးခြင်းဟာငဲငယ်ကလေးကနေစပြီးတော့မှအခုချိန်ထိတိုင်အောင်ကျွန်တော်ကိုအဖို့ပြုတ်ပေးနေတော့မို့လို့ဖြစ်ပါတယ်တဲ့အောင်မြင်သွားတဲ့သူရဲ့နောက်ွယ်မှာအမျိုးသမီးတဦးရှိတယ်လို့ကျွန်တော်စကားပုံရှိပါတယ်ဒီအမျိုးသမီးဟာဆိုလို့ရှိရင်တော့များတော့အားဖြင့်ကျွန်တော်ရဲ့မိခင်တွေပဲဖြစ်ပါတယ်ဒါကြောင့်16ရောင်မြောက်အမေရိကန်တမာရအေဗရာဟင်လင်ဂွန်ရဲ့ အထူးသဖြင့်သူရဲ့မိခင်ဆုတောင်းပေးခြင်းကိုသူလုံးဝတသက်လုံးမမေ့ဘူးလို့ပြောထားတယ်။မှန်ပါတယ်ခရီးရမိသားစုတိုင်းမှာလေသားသမီးတွေအတွက် အမြဲတမ်းကြိုးစားအားထုတ်မှမမေ့ဘဲနဲ့အကြင်ကျင်အကြင်ကျင်နေနေညညဆုတောင်းပေးနေတဲ့သူကကျွန်တော်တို့ရဲ့မိခင်ဖြစ်ပါတယ်။ဒါကြောင့်မိခင်ဂျေစုကိုမမေ့ပါနဲ့ကျွန်တော်တို့အောင်မြင်လာတဲ့အခါမှာဒုတိယတယောက်ကတော့ပထမဦးဆုံးအမေရိကန်သမာရတယောက်ဖြစ်တဲ့ ဂျော့ဝါရှင်တန်ဆိုတဲ့သူကဒီလိုလေးပြောခဲ့ဘူးပါတယ်ကျွန်တော်တွေ့ခဲ့ဘူးသမျှအမျိုးသမီးတွေထဲမှာတဲ့အမေဟာအလပဆုံးဖြစ်ပါတယ်တဲ့ကျွန်တော်ဘဝတစ်ခုလုံးအောင်မြင်မှုတိုင်းဟာအမေရဲ့တုံတင်ဆုံးမခဲ့တဲ့ဂျေဇူးကြောင့်ဖြစ်ပါတယ်တဲ့အမေဆိုတဲ့နောက်ွယ်ကအင်မတန်အားကြီးတဲ့သူတယောက်ရဲ့တုံးပို့ပေးမှုအများကြီးပါတယ်ဆိုတာသားဖြစ်တဲ့ဂျော့ဝါရှင်တန်ကိုယ်တိုင်ဝန်ခံခဲ့တဲ့စကားဖြစ်ပါတယ် ဒါကြောင့်ကျွန်တော်တို့အောင်မြင်နေတဲ့အခါမှာလေကျွန်တော်တို့တော်လို့တက်လို့ဆိုတာထက်တစ်ချိန်လုံးကအမေဟာကျွန်တော်တို့နောက်ွယ်ကနေတွန်းပို့ပေးနေတယ်ဆိုတာမမေ့ပါနဲ့။တာတရားတယောက်ကတော့ခုနှစ်ယောက်မြောက်အမေရိကန်တမာရအင်ဒူဂျက်ဆင်ဆိုတဲ့သူကဒီလိုစကားတခုပြောခဲ့ပူပါတယ်။အဲ့ဒါကတော့အမေလိုမျိုးနူးညံ့တဲ့အမျိုးသမီးကျွန်တော်အခုထိမတွေ့ဘူးသေးဘူးတဲ့။နူးညံ့ပေမဲ့လည်းရှင်တိတ်ကြီးပမာရဲစွမ်းတတိရှိတဲ့သူကအမေပါတဲ့။ အမေရဲ့ဆုံးမတုံတင်မှုတွေဟာကျွန်တော်ဘဝကိုတိုးတက်စေခဲ့တဲ့အခြေခံဖြစ်ပါတယ်တဲ့။ခုနားထောင်နေတဲ့သူတွေအားလုံးမျက်စိမိတ်မှစဉ်းစားကြည့်ပါ။သင်ဒီကနေ့အထိ လူလားမြောက်လာတာလေ။ဖခင်သခင်ရဲ့ဂျေဇူးတော်ပြီးရင် အမေရဲ့ဂျေဇူးပဲ။အာမင်။အမေရဲ့ဂျေဇူးကကျွန်တော်လူတိုင်းထဲမှာအနည်းနဲ့အများရှိကိုရှိနေကြတာဖြစ်ပါတယ်။နံပါတ်၄ အင်္ဂလန်စာရေးဆရာ George Harbeck ကဒီလိုစကားသခုံပြောခဲ့ပူပါတယ်အမေကောင်းတယောက်ဟာတဲ့ဆရာပေါင်းတရာနဲ့ညီမျှပါတယ်တဲ့ကျောင်းစာမှာမတင်ခဲ့ရတဲ့အရာတွေက အမေစီကနေတင်ခဲ့ရတာတွေမနှဲဘူးတော့တကယ်ဒါကြောင့်တေချာစဉ်းစားကြည့်တဲ့အခါမှာအမေရဲ့တင်ကြားမှုအားဖြင့်ကျွန်တော်တို့လူလားမြောက်လာတာဖြစ်တယ်ဆိုရင်လည်းမမားပါဘူးနံပါတ်5 American စာရေးဆရာ Oliver ကဒီလိုစကားသခုံပြောဘူးပါတယ် နုပြိုခြင်းနဲ့ခင်မင်မှုအချစ်တွေကြွေလွင့်သွားတတ်ပေမဲ့တဲ့မိခင်ရဲ့မေတ္တာကတော့ဒီယာတွေထက်သာရှည်ကြာရှည်ခံပါတယ်တဲ့မှန်ပါတယ်ကျွန်တော်တို့အပြင်မှာတွေ့ရတဲ့ခင်မင်ချင်းချစ်ချင်းမုန်းချင်းစသဖြင့်အရာတွေကခဏတာပါပဲဒါပေမဲ့အမေရဲ့ချစ်ချင်းမေတ္တာကတော့တင်အစဉ်ပြေဒီဖြစ်ပါစေအစဉ်မပြေဒီဖြစ်ပါစေတင်ချမ်းသာဒီဖြစ်ပါစေစင်းရဲဒီဖြစ်ပါစေ တင်ကျမ်းမာသည်ဖြစ်ပါစေနေမကောင်းသည်ဖြစ်ပါစေအမေရဲ့အချက်ကတော့တဇက်မမလျော့ပါဘူးနံပါတ်6ပြင်သစ်နိုင်ငံရေးပညာရှင်ဟူဂိုကဒီလိုစကားတခုပြောဘူးပါတယ်အဲ့ဒါကတော့မာတာမိခင်ဂျေဇုရှင်ရဲ့ပခုံးကမေတ္တာနဲ့တိဆောက်ထားတော့သားသမီးတွေမိခိုအိပ်ပျော်ရတာမပျော်ပဲနေမလားအလုံးခြုံဆုံးနေရအပျော်ရွှင်ဆုံးနေရစိတ်အချရဆုံးနေရဘယ်နေရလဲလို့ကျွန်တော်မင်း အမေရဲ့ယင်ခွင်လို့ကျွန်တော်ဖြေမှာခုတကယ်ဒါကြောင့်ခုနားထောင်နေတဲ့သူတွေဘယ်လိုခံယူလဲဒီစကားကိုအမှန်တည်းမှာမှန်သွားကြည့်နံပါတ်9အီတလီစာရေးဆရာတယောက်ကဒီလိုစကားတခုပြောခဲ့ဘူးပါတယ်လောကမှာအလားပါဆုံးအတန်ဟာတဲ့အမေရဲ့ခေါ်တန်ပါပဲတဲ့ပြင်အောင်ကြည့်ပါ အမေရဲ့ခေါ်တန်ကိုအမတန်ချုံမြင်ပါတယ်အမေရဲ့အတန်ကပြာနေကောင်းပြာနေမယ်အမေရဲ့အတန်ကအာပြဲနေကောင်းအာပြဲနေမယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့နာမည်ကိုခေါ်လိုက်တဲ့အဲ့ဒီအမေရဲ့အတန်ကအခုစဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့အတွက်အချိုမြင့်ဆုံးပဲဟုတ်ပါတယ်နော်အချိုမြင့်ဆုံးပဲဒါကြောင့်အမေရဲ့ဂျေဇုကိုမမေ့ပါနဲ့နံပါတ်၈အင်္ဂလန်ဆိုရိုးစကားဒီလိုသခွင့်ရှိပါတယ်အမေမေတ္တာရှိတဲ့နေရာဟာတဲ့သားသမီးတွေအပျော်ဆုံးသောနေရာဖြစ်ပါတယ်တဲ့ကဘာပေါ်မှာအပျော်ရွှင်ဆုံးနေရာကဘာပေါ်မှာစိတ်အချရဆုံးနေရာကဘာပေါ်မှာကျွန်တော်တို့ကျေနပ်စေတဲ့နေရာက အမေ့မြစ်တာရှိတဲ့နေရာဖြစ်ပါတယ်။နံပါတ်9အင်္ဂလန်ဆိုရိုးစကားနောက်ထပ်တခုရှိပါသေးတယ်ဒီလိုလေးပေါ့နော်။အမေ့ရဲ့ပေးဆက်ခြင်းနဲ့ပြိုးထောင်ခြင်းတာမရှိခဲ့ရင်တားသမီးတွေရဲ့ရှေ့ရေးဟာရောင်ဝါဝါဖြစ်ပါတယ်တဲ့။ဟုတ်ပါတယ်တကယ်ပါ။ကျွန်တော်တက်တေတခုခံခြင်းနဲ့တခုမဲ့ကျွန်တော်ဒီကနေ့ဓမ္မဆရာဖြစ်လာတာကျွန်တော်အမေရဲ့ဆူတောင်းပေးမှုကြောင့်ဖြစ်လာတာတကယ်ကျွန်တော်ကလူဆိုးလူမိုက်တယောက်ပါငငယ်တုန်းကလေအမေစကားလုံးဝနားမထောင်ခဲ့ဘူးဒါပေမဲ့အမေရဲ့ပေးဆက်ခြင်းက ဆုတောင်းခြင်းကဘယ်တော့မှမရက်တန့်ခဲ့ဘူးကျွန်တော်အတွက်အမြဲတမ်းနေနေညညဆုတောင်းတယ်ဒီကနေ့အမေမရှိတော့ဘူးဆိုပေမဲ့အမေကတော့ကောင်းကင်မှာကြည်နဲ့နေမယ်လို့ကျွန်တော်ယုံကြည်တယ်ဘာလို့လဲဆိုတော့ तू အင်မတန်ချစ်တဲ့ဒါကျွန်တော်အခုအမှုတော်ဆောင်ဖြစ်လာတယ်ဘုရားသခင်ရဲ့ကြည်စုတော်ကြောင့် तू ရဲ့ဆုတောင်းပေးမှုကိုဘုရားသခင်နားညောင်းသွားတယ်ကျွန်တော်ကျွန်တော်ယုံကြည်တယ်အခုနားထောင်နေတဲ့သူတွေထဲမှာလည်းကျွန်တော်လိုမျိုးတက်တေခံစရာတွေအများကြီးရှိတယ်နော်ပြောစရာရှိတာတွေကျွန်တော် comment ထဲမှာပြောသွားလို့ရတယ်နော် အမေကတင့်ပေါ်မှာဘလောက်ကျေးဇူးကြီးမားခဲ့ကြောင်းပေါ့နော်။နံပါတ်30ပြင်တစ်ဆိုရိုးစကားတစ်ခုရှိပါတယ်။အမျိုးသမီးတိုင်းဟာပျော်ညံ့ကြတယ်ဆိုပေမဲ့တဲ့။အမေတိုင်းလိုလိုကတော့တာသမီးတွေအတွက်တန်မာကြပါတယ်တဲ့။ဟုတ်ပါတယ်။အမျိုးသမီးတွေကအမျိုးသားထက်ပျော်ညံ့တာပေါ့နော်။အားအင်မှာပေါ့နော်။အရေးချင်းကိုပြောတာမဟုတ်ဘူး။အားအင်မှာ။ဒါပေမဲ့ကျွန်တော်ပြောမယ်။အမျိုးသားတွေထက်တန်မာတဲ့အမျိုးသမီးတစ်မျိုးရှိပါတယ်။အဲ့ဒါကတော့ မိခင်မိခင်အမေတကယ်သားသမီးတွေအန်ဒီရဂျုံလာပြီးဟိတ်ဆိုလို့ရှိရင် အရှိဆုံးမှာမာမာရက်ပြီးတော့မှတတိရှိရှိကာကွယ်ခုခံတိုက်ခိုက်ပေးတာဘာလို့လဲအမေနော်သူတို့ရဲ့အသက်အန်ဒီရကိုသူတို့မမှုဘူးသားသမီးအတွက်ဆိုရင်တင်းသေးပါစေသူတို့ကခုခံသွားမှာအသက်ကိုပေးသွားရဲတာဘာလို့လဲအမေဒါကြောင့်အမေရဲ့မေတ္တာကိုမမေ့ပါနဲ့ဂျေဇုတရားကိုအောက်မေ့ပါပြန်ဆက်ပါနံပါတ်7တမာချန်းစာတော်မြတ်ထဲမှာ ဒီလိုစကားသခုံးရှိတယ်အင်မတန်ခံယူစရာကောင်းတဲ့စကားသခုံးမိဘကိုယိုတီလှုပ်ကြွေးတဲ့တာသမီတိုင်းဟာတဲ့ဘယ်တော့မှမစင်ရဲဘူးတဲ့လောကမှာအသက်ရှည်ပြီးတော့မှ ချမ်းသာကောင်းစားမယ်တဲ့တမဟောင်းကျင်းထဲမှာပြောထားသလိုတမတိအေဖက်ဩဝါဒစာမှာလည်းပြောထားတယ်ဒါကြောင့်ကောင်းစားခြင်းလားအသက်ရှည်ခြင်းလားမိဘကိုယိုတီပါနံပါတ်7နောက်ဆုံးတစ်ချက် မိဘကိုမရှာကျွေးတဲ့သူ မကြည်ရှုတဲ့သူမဆောင်ရှောက်တဲ့သူတွေဟာတဲ့ခရိယန်တောင်မှမခေါ်ထိုက်ဘူးတဲ့မယုံကြည်သူတွေထက်တာ၍ယုံမာတဲ့သူဖြစ်လို့ပါတိမောသေဩဝါဒစာပထမစာဆောင်ခန်းကြီး9ငယ်10မှာဒီလိုပြောထားတယ်မိမိလူတို့ကိုမပြုတ်မဆုထုံမြမကမိမိအိမ်သူအိမ်သားတို့ကိုမပြုတ်ဆုတော့သူမိဒီကယုံကြည်ခြင်းတရားကိုညှင်းပယ်၏မယုံကြည်ဘူးတော့သူထက်တာ၍ယုံမာ၏ဖျားသခင်ကိုမတိတဲ့မယုံကြည်သူတွေတော်မှမိဘကိုယူတည်တတ်တယ်ဆိုရင်တဲ့ ကျွန်တော်တို့ကဖျားသားသမီးပါဆိုပြီးမှမိဘကိုမယူမယူသေးဘူးဆိုရင်တဲ့ကျွန်တော်တို့ကလူယုတ်မာတွေပဲတဲ့ဘာလို့လဲဆိုတော့မယုံကြည်သူတွေလည်းမိဘကိုယူသေးတတ်လားယူသေးတတ်တယ်တခါတလေမယုံကြည်သူတွေတော့မှလေမိဘကိုယူသေးတာခရီးယံပါဆိုတဲ့သူတွေထက်တော့မှတာနေတာကျွန်တော်တို့တွေ့ရတယ်ဒါဆိုရင်တတိထားတော့တော့မယုံကြည်သူတွေတော့မှမိဘကိုယူသေးတတ်တယ်ဆိုရင်ယုံကြည်သူဘာလို့ခံယူထားတဲ့ကျွန်တော်တို့ကဘာလို့မယူသေးတာလဲ တကယ်လို့ကျွန်တော်တို့ကခရိယန်ပါဆိုမှမိဘကိုမယုံမသေးထားတယ်ဆိုရင်ကျွန်တော်ပြောမယ်ကျွန်တော်တို့ကမယုံကြည်သူတွေထက်တာ၍ယုံမာတဲ့သူတွေဖြစ်တယ်သူတို့အစ်စ်တော်ကျွန်တော်မမိသေးဘူးကျွန်တော်တို့ကခရိယန်တော်မခေါ်ထိုက်ဘူးတဲ့နားလည်ပါစေနော်တန်ရှင်တော်ဝိညာဉ်တော်လင်းပေးပါစေโอเคနှိကုံချုပ်ရအောင်ဆိုတော့နောက်ဆုံးမှာစကားတခွန်အားလုံးကိုမေးချင်တယ်ကျွန်တော်တို့တမချန်းစာတော်ထဲကဟာဒီလဲလေ့လာရတဲ့ပညာရှင်တွေရဲ့ဆိုရိုးစကားကိုလဲလေ့လာခံယူခဲ့ပြီးဒါဆိုရင်ကျွန်တော်တို့အခုနားထောင်နေတဲ့သူကိုမေးပြီး ့အနေနဲ့ကောမိခင်ဂျေဇုကိုအကောင်းဆုံးစကားတခုနဲ့ပြောပါဆိုရင်ဘယ်လိုပြောမလဲ comment ထဲမှာရေးသွားကြည့်ပါ okay နော်ဒီလိုမျိုးရေးချင်းအားဖြင့်မိခင်ရဲ့ဂျေဇုကိုဖော်ညွှန်းကြည့်ပါဖော်ညွှန်းကြည့်ပါဖော်ညွှန်းလို့မကုံနိုင်တာကျွန်တော်သိတယ်ဒါပေမဲ့အ ਨੇ ဆုံးတော့တခုနှစ်ခွန်းလောက်ပြောသွားကြည့်ပါမိခင်ဂျေဇုတင့်ပေါ်မှာဘယ်လောက်ရှိခဲ့လဲဆိုတာဘုရားသခင်ကောင်းချီးပေးပါစေအတူတူကဆုတောင်းရအောင်ဂျေဇုတော်ချီးမွမ်းတဲ့ကိုတော့ဒီကနေ့မနက်မှာလဲ မိခင်ဂျေဇုဆိုင်ရာအဆူအမိတ်အနေနဲ့အားဖြင့်ကျွန်တော်တို့အတူတူကလေ့လာခွာယူခွင့်ရတယ်။တန်ရှင်သောဝိညာဉ်တော်ဒီနှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့ကိုအလင်းပေးတဲ့အတွက်ဂျေဇုတော်ချီးမွမ်းတယ်။အတ္တတာမှာတကယ်ပဲနှုတ်ကပတ်တော်အားဖြင့်မိဘကိုယူတည်တတ်တော်သူများဖြစ်လျက်ကောင်းကြီးခံစားရတော်သူများအသက်ရှိတော်သူများဖြစ်စေပါမည်ကြောင်းကယ်တင်ပိုင်ရှင်ယေရှုခရစ်တော်နာမအားဖြင့်ဆုတောင်းပါ၏ဖခင်။အာမင်။အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေတော်။